America Sport Media ပြည်သူများအားလုံးဝင်မင်္ဂလာပါကျွန်တော်ဒီနေ့မှပြောချင်တဲ့အကြောင်းအရာကတော့ဒါ Bundesliga Blue လို့ခေါ်ကြတဲ့ Bayern Munich ရဲ့ဒါပြည်တွင်းမှာကြီးစိုးရေးလုပ်ငန်းစဉ်ပေါ့လေသူတို့ရဲ့ပြည်တွင်းကြီးစိုးရေးလုပ်ငန်းစဉ်ကတကယ်ကိုရိုးရှင်းလွန်းတဲ့လူတိုင်းသိမြင်နိုင်တဲ့အနေအထားတွေလောက်ွက်တွေနဲ့ပဲလှုပ်သွားတာဖြစ်တယ်ဒါပေမဲ့အဲ့ဒီအကွက်ကတော့ဒါအခုချိန်ထိကို အလုတ်ဖြစ်နေတော့မယ်သူတို့ဒီဟာကိုပဲဒီဇိုင်းမမတ်လုပ်လာတယ်နှစ်ပေါင်း20 30ကြာတဲ့အထိဒီဟာအလုတ်ဖြစ်နေတော့မယ်ဆိုတော့မြင်တွေ့ရတယ်။ဘာလဲဆိုတော့ကို့ပြည်ရင်းပြိုင်ဘက်အသင်းတွေစီကနေကစားသမားကောင်းတွေကိုခေါ်ယူပြီးတော့အဲ့ဒီအသင်းကိုအညွှန်းချိုးလိုက်တယ်လို့ပြောလို့ရတယ်ပေါ့လေ။ဒါအချက်အလက်အရပြောရမယ်ဆိုလို့ရှိရင်ဥပမာဒါကျွန်တော်တို့ဒီဘောလုံးပွဲစပြီးတော့ရင်းနီနီထဲထဲဝင်ဝင်ဖြစ်တဲ့ဒီ2004 2005ဝန်းကျင်ပေါ့အဲ့ဒီကာလမှာဆိုလို့ရှိရင်ကလိုဆေးပေါ့ ဂျာမနီမှာဆိုလို့ရှိရင်ကလိုဆေးကတကယ်ထိတ်တန့်တိုက်စင်မှုပဲကလိုဆေးကအိုက်တုံဝါရပရီမီယံမှာကစားနေတယ်ဝါရပရီမီယံက2003 2004မှာဘွန်နက်စ်လီဂါချန်ပီယံဖြစ်တယ်အဲ့ဒီနောက်ပိုင်းမှာဘွန်နက်လီဂါမှာချန်ပီယံဖြစ်ပြီးတော့နောက်ပိုင်းမှာအခုချိန်ထိဝါရပရီမီယံကနောက်ထပ်တစ်ချိန်ချန်ပီယံမဖြစ်တော့ဘူးပြီးတော့ဒီ2006 2009မှာပေါ့လေဝါရပရီမီယံချန်ပီယံဖြစ်ပြီးတော့ဘိုင်ယန်မြူနစ်ကနှစ်ချိန်ဆက်ချန်ပီယံဖြစ်တယ်ပြီးတော့2006 2009မှာစတူဂတ်ချန်ပီယံဖြစ်တယ် စတူဂတ်ချန်ပီယံဖြစ်တော့လဲအဲ့လိုပဲဒီဘိုင်ယန်မြူနစ်ကစတူဂတ်ကကစားသမားတချို့ကိုခေါ်လိုက်တယ်ပြီးတော့ဘိုင်ယန်မြူနစ်ကချန်ပီယံထပ်ဖြစ်တဲ့နောက်နှစ်မှာ2006 2009ကျတော့ဒါဝူဘက်ချန်ပီယံဖြစ်တယ်ပေါ့ဝူဘက်ချန်ပီယံဖြစ်တော့လဲအဲ့လိုပဲဝူဘက်ကအဲ့နှစ်မှာဒါဒီစီကိုတို့ဘာရိုနာချန်ပီယံဖြစ်ပြီးတဲ့နောက်ပိုင်းမှာအခုချိန်ထိကိုချန်ပီယံထပ်မဖြစ်တော့ဘူးဒီဘိုင်ယန်မြူနစ်ရဲ့ကြီးစိုးမှုကိုနှစ်ကြိမ်ဆက်တိုက်ရပ်တန့်နိုင်ခဲ့တာကတော့ဒါဒေါ်မွန်ပေါ့လေအလုံးပြီးတဲ့ ီယာဂန်ကလော့ပ်နဲ့အတူဒီလီဝန်ဒေါစကီတို့ဒီဟမ်မဲတို့ဂေါ်စီတို့နဲ့အရန်ဟစ်ဖြစ်သွားတဲ့ဂန်ဒိုဂန်တို့နဲ့ခစ်တခုမှာပေါ့တော်မွန်ကနှစ်နှစ်ဆက်တိုက်ချန်ပီယံဖြစ်ခဲ့တယ်ပေါ့နက်လီကာမှာ2017နောက်ပြီးတော့2017ဆနှစ်ပေါ့200ဒီဇက်တိုက်ဘိုင်ယန်မြူနစ်ကိုသူတို့ရှိုးချလိုက်တာရှိုးချလိုက်ပြီးတဲ့အချိန်မှာဘိုင်ယန်မြူနစ်ကဘာလုပ်လိုက်လဲဆိုတော့မာရီယိုဂေါ်စီဂျာမနီလူငယ်တွေထဲမှာဆိုရင်ဘလွန်ဒီရောရမယ့်လူတို့တောင် ထင်ကြီးပြေးခံရတဲ့ကစားသမားပေါ့ပြီးတော့ဟမ်းမဲတကယ်နောက်တန်းကြောက်ဆောင်မဲဟမ်းမဲနဲ့မာရီယိုဂေါ့စီနဲ့ဒေါမွန်ကနေဗရန်မီနစ်ကခေါ်ချလိုက်တယ်အဲ့နောက်ပိုင်းမှာဘွန်နက်စ်လီဂါဆုကို17နှစ်ဆက်လိုက်တင်ပိုက်သွားတယ်ဂျာထဲမှာဘယ်အသင်းမှချန်ပီယံမဖြစ်တော့ဘူးတနင်္လာနေ့လောက်နေတော့2014မှာသူတို့လီဝန်ဒေါစကီကိုလည်းအလွတ်ပြောင်းချွေးချင်းနဲ့ခေါ်လိုက်နိုင်တယ်ဒီတော့ဒေါမွန်နောက်ပိုင်းမှာဗရန်မီနစ်ကိုကြော်ပြီးတော့ချန်ပီယံဖြစ်ရှင်တဲ့ဖြစ်နိုင်တဲ့အပင်းအမရှိတော့ဘူး2022 23ဘောလုံးရသည်ထိပေါ့ လုံးဝဥချိုးခံလိုက်ရတယ်ပြီးတော့အခုဒီ2023 24မှာလီဗာကူဆန်ကချန်ပီယံထဖြစ်တယ်ပေါ့ချန်ပီယံထဖြစ်တော့အကြောင်းတိုက်ဆိုင်ဟင်တာကအခုအလွန်ဆိုကိုလည်းရီယယ်မက်ဒရစ်ကတော်ကောက်သွားပြီအဲ့ဒီအချိန်မှာဘိုင်ယန်မြူးနဲ့အတွက်လောက်ရတာတော်လေးကိုအလိုက်ပင်ဖြစ်သွားတယ်ပြီးခဲ့တဲ့ရက်မှာပဲဒါလီဗာကူဆန်ရဲ့အဓိကနောက်ခံလူဂျိုနာသန်တာကိုသူတို့ကအလွန်နဲ့ခေါ်လိုက်တယ်ပြောရလို့ရှိရင် ဟိုဘိုင်ယန်မြူနစ်အပြစ်ကြီးပဲတော့မဟုတ်ဘူးပေါ့လေကစားသမားတွေကိုယ်တိုင်ကလည်းဘိုင်ယန်မြူနစ်ကိုလိုလိုရှင်ရှင်နဲ့လိုလိုလားလားနဲ့တောင်းခဲ့ကြတာပဲဟိုမှာလီဝန်ဒေါစကီတို့ကအစအလွတ်ကျင်းတဲ့ကိုရအောင်ပြောင်းသွားတယ်ဆိုလိုတာကဒီဘိုင်ယန်မြူနစ်နဲ့ဂျန်တဲ့အသင်းတွေနဲ့တန်းတစ်ခုလည်းကွာနေတာကိုဒီလိုအနေထားမျိုးမှာဟိုရီယယ်တို့ဘာကာတို့ဘာညာတို့ဆိုလို့ရှိရင်ကနောက်ထပ်ဒီပရီးမီးယားလိအသင်းတွေနောက်ဆုံး PSG တောင်မှပဲဒီပြည်တွင်းလိမှာသူတို့ကိုပြည်ဝင်ပြိုင်ဖက်အသင်းစီကနေအဲ့လိုမျိုး ချိုးချလိုက်တာတော့အဲ့လိုစုစုပ်ဝယ်လိုက်တာတော့တိတ်မတွေ့ရဘူးအဓိကတွေ့ရတာတော့ဒီဘိုင်ယန်မှာပဲဒီဟို2000 2003လောက်တုန်းကဆိုလို့ရှိရင်လည်းဒီလီဗာပူးစင်အိုက်တုန်းကလည်းတစ်ခေတ်ကောင်းခဲ့သေးတယ်ဘာဘာတော့တို့ဒီဒီမိုက်ကယ်ဘောလတ်တို့လူစီယိုတို့နဲ့ပေါ့ချန်ပီယံလင်းဖိုင်နယ်ထိတက်ပြီးတော့ရီယဲကိုချုံတာလေဇီဒန်သွင်းတဲ့ဂိုးနဲ့အိုက်တုန်းကဆိုလို့ရှိရင်လည်းဒါဘိုင်ယန်မြူနစ်ကမိုက်ကယ်ဘောလတ်တို့ဘာတို့တော်ကောက်လိုက်တာပဲလူစီယိုတို့ပြီးတော့ရှော့ကေးမှနူဝါပေါ်လာတယ်နူဝါတို့ခစ်မှာ ဒါချော်ကေးကချန်ပီယံလိမှာဆီမီဖိုင်နယ်ထိတက်တယ်ပြီးတော့လည်းနူဝါတို့ဘိုင်ယန်မြူးနစ်ကိုရောက်ရတာပဲခုနကပြောတဲ့ဝါရာပရီမင်ခစ်ကောင်းတော့ကလိုဆေးပိုလုံးမှာဘိုဒော့စကီထွန်းတာလာတော့ဘိုဒော့စကီကိုလည်းဆွဲစားလိုက်တာပဲစတူဂတ်မှာဆိုမာရီယိုဂိုမတ်စ်ခေါ်လိုက်တာပဲအဲဒီခုနကပြောတဲ့ဒေါမွန်ကိုလည်းဒါသူကတစားချင်းဆွဲဖြုတ်လိုက်တာပဲအခုလဲဒါဘယ်လိုပြောရမလဲဆိုတော့ဘိုင်ယန်မြူးနစ်ကဒီလီဗာပူးလ်မှာအလွန်ဆိုထွက်ရတဲ့အချိန်မှာသူတို့ကတာကိုကောက်စားလိုက်တယ်ဒီတော့ လီဗာပူးလ်ဆင်းမှာရောက်လာတဲ့နီးပြားကလည်းမန်ယူနီးပြားဟောင်းအရစ်တန်ဟတ်ဆိုတော့အသင်းကိုပြန်လဲတည်ဆောက်ရမယ့်အနေအထားဖြစ်သွားပြီလောလောဆယ်အနေအထားအရဘိုနပ်စ်လီဂါမှာကျန်တဲ့အသင်းတွေကလည်းဘိုင်ယန်မြူးနစ်ကိုအာခံနိုင်မဲ့အနေအထားမရှိသေးဘူးဒီတော့ဒေါ်မွန်နှစ်နှစ်ဆက်တိုက်ချန်ပီယံဖြစ်ပြီးတဲ့အချိန်မှာဘိုနပ်စ်လီဂါကိုဘိုင်ယန်မြူးနစ်က17နှစ်ဆက်တိုက်ပိုဆွဲပြီးတော့ကြီးစိုးခဲ့တယ်အခုလီဗာပူးလ်ဆင်းတစ်ချိန်ပိုဆွဲပြီးတဲ့အချိန်မှာရောဘိုင်ယန်မြူးနစ်ကိုချင်မဲ့အသင်းမတွေ့တော့ဘူးဒီတော့ဘိုင်ယန်မြူးနစ်က အဲ့လိုအညွှန်းချိုးပြီးတော့နောက်ထပ်ဘယ်နှစ်နှစ်ဆက်တိုက်ဘူဆွဲမလဲဆိုတာပဲစောင့်ကြည့်ရမယ်အနေထားလို့ပြောရမှာပါဒါကတော့ကျွန်တော်ရဲ့ကိုယ်ပိုင်အမြင်နဲ့ပြောခဲ့တာဖြစ်ပါတယ်ဒီကြောင်းနဲ့ပတ်သက်ပြီးတော့သဘောမတူတာရှင်းရင်လဲ comment နဲ့မှာပြောသွားခင်နိုင်ပါတယ်ဗျကြီးစုပေးသူအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျ